စာပေချစ်မြတ်နှုတ်သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ဝိထုလေးကတော့စောတီဦးရေးသားထားသော အဖေနဲ့သမီးဝိုင်းဆိုတဲ့ဝိထုတိုးလေးပဲဖြစ်ပါရဲ့ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။အဖေနဲ့သမီးဝိုင်းအဖေကမိသားစုနဲ့အမြဲတဝိုင်းနဲ့သမီးစားခြင်းနဲ့လူကျွန်တော်ငယ်ငယ်ကလေးကအဖွားဖြစ်သူက လူကြီးတွေနဲ့ထမင်းစားရင်ရှုံမှဆိုလို့အမဲပုံကြွေးတတ်တယ်။အိမ်မကြီးနဲ့မိဖို့ကြောင့်ဂျားတဲ့ကဖျားတစ်ချက်စာနေရလူခင်းမှထိုင်ပြီးထမင်းစားခဲ့ရတာလဲမမေ့ပါဘူး။အဲ့ဒီနေရကလေးမှထိုင်ပြီးစံစပလုံးရွေးခဲ့ကြရတယ်။နွေရသည်ဆိုရင်ဖျားကလေးခင်းပြီးအိတ်ကြတယ်။ဟိုင်းကြီးကျွန်းက အမေကြီးလာရင်အဲ့ဒီနေရလေးမှပဲပါလာသမျှပင်နေစာအချောက်ချမ်းလေးတွေချပြီးဈေးရောင်းရတာပဲနိ။အဖေနဲ့အမေထမင်းစားကနေလို့ရှိရင် အမေကြီးကအဖေတို့ကိုပြောတဲ့စကားကတော့ကလေးတွေကိုငါပုံကျွေးပြီးသွားပြီဆိုတာပါပဲမြို့တင်ရောက်လာတော့လူပိုနေလာတယ်အမေနဲ့အမက မြို့ခေါင်းမှာဈေးရောင်းရင်ဘူးဖျားမှာပဲညအိပ်ဖြစ်ခဲ့ကြတယ်အဲ့ဒီတော့အိမ်မှာကျွန်တော်တို့ကြီးပါပဲအမေကြီးဆုံးသွားပြီးတော့အမေအတွေ့အလုတ်ပိုရှုပ်အလုတ်ပိုလုတ်ခဲ့ရတာပေါ့မနေ့အစောကြီးထ ထမင်းဟင်းချဲ့ပြီး ဖုန်ကြီးကားနဲ့မြို့ဟောင်းစည်းဆိုင်သွားတဲ့အချိန်ဆိုကျွန်တော်တို့ကအိတ်ကောင်းနေကြတော့ပေါ့ကျောင်းမုံဖို့ကိုအမေကထမင်းစားစပွဲပေါ်မှာခွက်ကလေးနဲ့ဖိထားခဲ့တယ်။ညနေဆိုရင်ဖုန်ကြီးကားနဲ့ပဲမျိုးသစ်ကိုပြန်လာတတ်တယ်။ဖျားပွဲတွေရှိတဲ့အချိန်ဆိုအမေတို့ပြန်မလာဖြစ်ကြတော့ဘူး။ဒါအဖသုံးယောက်အိမ်မှာရှိတဲ့အချောက်ချမ်းတွေကြော်စားရင်ဖြတ်တန်းကြရတာပါပဲ။ညသောအဖြစ်အမေက ချက်သားကျော်ငားကျော်တို့ကြော်လော်ပေးပြီးလူကျုံတဲ့အိမ်ကိုပို့ပေးတတ်သေးတယ်။တခါတလေအဖေကိုယ်တိုင်ချက်တဲ့တောငပီးချက်ကျဲဥကျော်နဲ့ကျွန်တော်တို့အတူတူစားကြတယ်။ကျွန်တော်ဆယ်တန်းရောက်တဲ့အချိန်မှာအဖေနဲ့ကတကြဲချက်နဲ့ပေါ့သူစကားနားမထောင်တာရဲ့ဘေးပတ်ဝန်းကျင်ကပြောတာတွေရဲ့နဲ့ตาဖာနှစ်ယောက်တိတ်အစီမကတ်ကြတော့ဘူးလေအဖေထမင်းစားခွင်ရင်လည်းအတူမစားဖြစ်တော့ဘူးဘိုက်မစားသေးလို့ပါဆိုပြီးကျွန်တော်အမြင်ရှောင်ဖြစ်ခဲ့တယ် အဖေလည်းတီမှာပါဒါပေမဲ့ညနေတိုင်းထမင်းစားဖို့တော့အဖေဘယ်တော့မှ အခေါ်မပြက်ခဲ့ပါဘူးတခါကအဖေစိတ်ဆိုးပြီးနန်းရံကြီးကိုလက်သီးနဲ့ထိုးဘူးလေပြောသေးတယ်မင်းတို့တွေကိုချီတော့ဘုတ်ကိုရက်တီနှိုင်ကြပြီဆိုရင်ငါယွမ်းပြန်ပြီးဖုန်ကြီးဝင့်မယ်တဲ့အဖေခန်းစားချက်တွေမျောနှင်းချက်တွေကျွန်တော်လက်လျူပြုကံမိဘူးလေ GTI တက်တော့ငါဆိုရင်လဲအเจ้าကိုအဖေကိုယ်တိုင်လိုက်အပ် အဆောင်လေးတစ်ချာလိုက်ကြည့်ပြီးရှာတာအဖေနဲ့ရွာကိုသွားရင်အကြီးကောင်ကဂျီတိုင်တက်နေတာနေဆိုတဲ့စကားပါဇက်ကမချောင်းနိုင်ငံသားကိုထွက်တွန်းကလည်းလေစိတ်ထိလိုက်ပို့ပြီးရှာတယ်အဖေကယူနာအကြည့်တွေအခုထိမမေ့ပါဘူးဖခင်တယောက်ကသားတယောက်ကိုတပြေးတရွာမှအလုသွားလို့ဖို့ဆိုတာတကယ်ခက်ခဲမယ်ဆိုတာအဖေလိုလိုသိနေတယ်ထင်ပါတယ်အထူးသဖြင့်ကျွန်တော်လိုကောင်မျိုးကိုပေါ့ လက်ကြောတင်းအောင်အလုံးမလုတ်ခဲ့ဘူးဘသူစကားမှနဝင်းချိုတယ်မထင်ခဲ့တဲ့ကောင်လေနာခံတတ်ဖို့အောက်ကျို့ဘူးဆိုတာဝေလာဝေးပေါ့အဖေကတော့မှားရှာပါတယ်လူအောက်ကျို့လို့လူမပြဘူးငါသားကြီးတဲ့လူတွေနဲ့ပေါင်းသင်းနေထိုင်တတ်အောင် လေလာတင်ယူခဲ့ပေါ့တဲ့ကျွန်တော်တော်တော်လေးအချိုးတွေပြောင်းလာခဲ့တယ်ဒါပေမဲ့ခဏပါပဲကိုစိတ်ကို အနေပြန်ချဖို့ရာ ချိန်တင်ခဲ့ရတာပဲလေအချိန်ယူခဲ့ရတာပေါ့မမော်တို့ခွေးဆိုင်ကအစ်စ်ရောက်သည်မ VCD ခွေးလေးငှားကြည့်ကြည့်တယ်အဖေကကိုငယ်နဲ့ဇလန်းကြည့်ရတာသဘောကျတယ်ကိုငယ်ကအဖေကိုဇလန်းသဘောတဘောင်ဝါးရရှင်းပြတယ်ပြီးရင်ဘာသာဘာပြန်ပြီးသေးတယ်လေကျွန်တော်ကတော့အချိန်ကုန်မြန်ဖို့ပဲတိခဲ့တာပါကာတာကနေပြန်လာတော့ကဆိုရင် ပိုးဆိုးတာပေါ့အိမ်လည်းမကက်စိတ်နဲ့လူနဲ့မကက်တဲ့အချိန်တွေလေ နေ့လယ်စာစားပြီးကလေးကထွက်လိုက်တာညအိတ်ချိန်မှပဲအိမ်ပြန်ရောက်တဲ့အထိပါပဲတခါတလေအိမ်ပြန်မအိတ်ဖြစ်ခဲ့ဘူးအဖေကတော့ခေါ်ရှာတယ်အကြီးကောင်ထမင်းစားရအောင်တဲ့နောက်ပိုင်းကျွန်တော်စိတ်ကိုပြင်းမှုကျွန်တော်စူးစမ်းဖြစ်လာတယ်အဖေတို့နဲ့ညစာထမင်းစားပြစ်လာတယ်ဒါဟာဘာဖြစ်လာတာလဲဆိုတော့ ကျွန်တော်တောက်တာစားတာတွေရက်လိုက်တယ်ဆိုတဲ့သဘောပါပဲအဖေနဲ့ထိုင်စကားပြောပြတယ်ညာပိုင်းဝိတုစာအုပ်ဖြစ်ဖြစ်မဂဇင်းဖြစ်ဖြစ်ပြန်ဖတ်ဖြစ်လာတယ်ကိုမောင်ကြီးနဲ့မျိုးမျိုးတို့ကျေးဇူးကြောင့်မေတ္တာတုပ်ကို အလွတ်ရအောင်ရွတ်ဆိုနိုင်ခဲ့တယ်အဲ့ဒီနောက်ကျွန်တော်နိုင်ငံခြားပြန်ထွက်ဖြစ်ခဲ့တယ်အိမ်နဲ့ခဏပဲဖုံပြောခွင့်ရတဲ့အချိန်တွေပေါ့အဖေနေမကောင်းတဲ့နောက်ပိုင်းအမေကကျွန်တော်စိတ်ဆင်းရဲမှာဆိုလို့ဝိုင်းလိန်ထားကြတာ။ ကျွန်တော်ကအဖေကိုနေကောင်းသွားပြီလားဘာလို့နေလဲလို့မေးရင်အဖေအိတ်နေတယ်လို့ပဲပြောကြတယ်အဖေကျွန်တော်နဲ့စကားပြောဖို့အထိအင်အားမရှိခဲ့တာကျွန်တော်မသိခဲ့ဘူးတရက်အမေဖုန်းခေါ်တော့မှသိတော့တယ်မင်းအဖေအသက်အတန်ဖြစ်နေပြီတဲ့ဝမ်းနေသွေးဝမ်းနေလဲသွားနေပြီအသက်မှီခြင်းရင်အမြန်ပြန်လာခဲ့ပါတဲ့ရုပ်ရှင်တွေတဲကလိုပါပဲကျွန်တော်အတွေ့ကဘာပြက်သွားလိုက်တာအလုပ်ထဲကမန်နေဂျာကိုပြောပြီးငါ့ကိုပြန်ခွင့်ပြုပါ ငါအဖေရဲ့နောက်ဆုံးခရီးငါသွားပြရစေဆိုပြီးချက်ချင်းအိမ်ပြန်ဖို့လို့ရတော့တာပါပဲ။ဒူဘိုင်းရန်ကုန်လေရင်ပေါ်မှာလည်းကြိတ်ပြီးမျက်ရည်ကျခဲ့ရတယ်။ရန်ကုန်ရောက်တော့ချက်ချင်းညာကားနဲ့ပကံတန့်ပြန်လာပေါ့။အမေကတော့မှားရှာပါတယ်။အိမ်တန့်ပြန်မလာခဲ့နဲ့တဲ့။ဘာအုံးလို့အိမ်မှာသွားနေပါအောင်တဲ့။မနေ့မှအိမ်ကိုလာခဲ့ပါတဲ့။အဖေမေးလို့ရှိရင်လည်းအဖော်ရီရှိလို့မို့လို့ပြန်လိုက်လာတယ်လို့ပဲပြောပါတဲ့။ ကျွန်တော်ဒီအတော်အတွင်းထဲမှာပြန်မလာဖြစ်ခဲ့ဘူးဆိုတာသိကြတယ်လေ။ဘာဖြစ်လို့လဲဆိုတော့နောက်နှစ်တလပိုင်းမှာကျွန်တော်မင်္ဂလာဆောင်ရှိတာကိုကျွန်တော်မနေနိုင်ခဲ့ပါဘူး။မနေ့၄နာရီကျော်လောက်ပဲရှိသေးတယ်။ကျွန်တော်အိမ်ရှိကိုရောက်နေနေပြီ။ခွေးတွေကလည်းဦးလိုက်တာကျွန်တော်နောက်ကျသွားခဲ့ပြီလို့တောင်စိတ်ထဲမှာထင်နေတာ။အိမ်ရောက်တော့အမေနဲ့အမကငိုကြတယ်။ကျွန်တော်အဖေကိုသွားချောင်းကြည့်တော့ကျွန်တော်တော်တော်လေးလန့်သွားခဲ့ရတယ်။ ကျွန်တော်ထွက်သွားတဲ့ဒီနှစ်ပိုင်းချားလေးမှာအဖေတော်တော်ပိန်သွားခဲ့တာပဲအယိုးပေါ်အရေးတင်ယုံကလေးပဲရှိတော့တယ်အဖေသဘင်တွေကကောင်းနေသဘင်ဖြူလည်းမပေါက်ဘူးကွအကြီးကောင်ရလို့ပြောခဲ့ဘူးတဲ့အဖေအခုတော့ကင်စာကြောင့်ဘာသဘင်မှလည်းမရှိတော့ပါဘူးကိုကိုကိုစိတ်နာဖြစ်ခဲ့ပါတယ်ကျွန်တော်အပေါ်အမြဲတင့်မှတ်ပေးခဲ့တဲ့အဖေကျွန်တော်တာဝန်မကြည်ခဲ့လိုက်ဘူးဦးလေးကကြိတ်ငိုးတယ် သူ့အဖေကိုမကြည့်ရဘူးတဲ့ကျွန်တော်အိမ်ကလူတွေရှေ့မှာမျက်ရည်မကျဖြစ်ခဲ့ဘူးမငိုဖြစ်ခဲ့လိုက်ဘူးတငယ်ချင်းတွေရှေ့မှာတော့ဝမ်းနဲ့ပလက်ငိုမိတယ်ရက်လဲတဲ့နေ့မှပဲကြိတ်ငိုဖြစ်ခဲ့တယ်အကြီးကောင်ကငိုလို့ပါရောဆိုပြီးတော့အတော်ဖြစ်သူကလာနှင်းနှိမ့်ရှာတယ်ကျွန်တော်အဖေကိုမချစ်ဘူးလို့ပဲလူတိုင်းကထင်နေကြတယ်နဲ့တူပါတယ်အဖေဆုံးတော့ ကင်စာတွေကူးလိမ့်မယ်အဲ့ဒီနာရီအိမ်မသွားနဲ့ဆိုတဲ့လူတွေရဲ့နာမည်ကိုကျွန်တော်ဘဝထဲကနေထုတ်ပြလိုက်တယ်အဖေပြောဘူးတယ်ဝိဆိုတာလင်းရင်ဘဝမကူးဘူးတဲ့ဟုတ်မှာပါအခုဆိုရင်ကျွန်တော်တရားအောင်တဲ့ထမင်းစားဖြစ်တော့မှာပဲအဖေတိတ်လိုချင်ခဲ့တဲ့အဖေတိတ်မြင်ချင်ခဲ့တဲ့မိသားစုထမင်းဝိုင်းလေးရဲ့အတိတ်ပဲဆိုတာကိုကောင်းကောင်းသိတော်တယ်အဖေကိုဥချပြီးမှစား အဖေကကျွန်တော်တို့ပကံနဲ့ကိုသူ့စီကဟင်းပက်ကလေးတွေထည့်ပြီးအမေကလက်အပေနဲ့ဇွန်းကိုကင်လို့ဆိုပြီးတော့စူးဒါဟာမိသားစုထမင်းဝိုင်းရဲ့ပြည့်စုံခြင်းတရားပဲလေအဖေမရှိတော့ထိုင်ကုန်တနေရာကလစ်ဟာသွားတာပေါ့အင်းကထမင်းစားစပွဲကိုတွားကြည့်ကြည့်လိုက်ပါထိုင်ကုန်သုံးကုန်ကမောင်နှမသုံးယောက်နဲ့ခုံတန်းရှိတစ်ခုခုံရှိတစ်ခုအခုแท้แท้ရှိနေပါသေးတယ်အငယ်မကနောက်မှမွေးလို့လေအဖေကအဲ့လိုစစ်စစ်နှစ်ရှိတယ် ကျွန်တော်တို့နဲ့တော့တခြားစီပါပဲ။ကျောင်းသားဘုံဘာတော့ကဘောလုံးကန်ကြတော့မင်းတို့မန္တလေးသွားကန်လို့ရရင်ငါကြော်မြင့်ဖနာဝဲပေးမယ်ဆိုပြီးပြောတယ်။တကယ်လဲကျွန်တော်တို့ညီကိုနှစ်ယောက်စလုံးကမန္တလေးကိုပါသွားကြတယ်။အဖေကသူ့ကလေးအတိုင်းပဲရန်ကုန်ကနေကြော်မြင့်ဖနာနဲ့ရန်ကုန်ကနေကြော်မြင့်ဖနာနဲ့ရှင်းကအနေအောင်တယောက်တစ်စုံစီဝဲပေးပူးတယ်။အဖေကသူ့မြေတောင်မြှောက်ပေးလို့ရတာမှန်သမျှ သူလှုပ်ပြီးနိုင်စွမ်းထဲကြော်လွန်အောင်လှုပ်ပြီးတာကျွန်တော်တို့ကန်တဲ့ပွဲတွေတခါမှလိုက်မကြည့်ဘူးပါဘူးဒါပေမဲ့သူအပေါင်းအသင်းတွေကကျွန်တော်တို့ကောင်းချောင်ပြောရင်ပြုံးပြုံးကြီးနဲ့ဂုံယူးနေတတ်တယ်ပြောရရင်လည်းပြောစရာတွေအပြည့်ပါပဲအဖေကအဖေမရှိမှပြောနေတော့လေလွမ်းမောဘွယ်ကလွဲပြီးအချိန်နှောင်းမှ နောင်တကိုစီနေပဲရှိတော့မှာပေါ့ဝိကျွေးတွေတိတ်ကြောက်စရာကောင်းတာသိပါတယ်အဖေဒီ15နှစ်20အတွင်းမှာ ချော်လဲလိုက်ရော့ထိုင်လိုက်နေလိုက်တာပါပဲသူများတွေပြောရင်ခေါင်းကုန်မခံတတ်ခဲ့တဲ့ကောင်းဆိုဒါပေမဲ့လဲခုများတော့တခုခုဆိုရင်မတိကြအောင် ဆောင်ပြီးပဲနေလိုက်တော့တယ်ကိုကိုထိတ်ခောက်တဲ့လူမျိုးနဲ့တိုးရင်တောင်ရင်ငုံနှုတ်ပိတ်တိတ်တဆိတ်ပဲနေမိတော့တယ်ကို့အလုတ်ကို့လုတ်ကို့ထမင်းကိုချက်စားနေရတာပဲလေညာတော့အဖြစ်တော့ကျွန်တော်လဲတယောက်တည်းငုံငုံငေါငေါနဲ့ ရှိသမျှဟင်ပုံထည့်ပြီးပဲစားပြစ်လိုက်တော့တယ်။အဖေနဲ့ထမင်းစားဖို့ရှောင်ခဲ့တဲ့အဲ့ဒီဝတ်တွေတင်မဟုတ်ပါဘူး။တခြားရှိသမျှဝတ်တွေမကြည်သေးရင်လည်းနေပါ။နေဆင်းပြီးတော့ရတဲ့လောက်တော့ဆက်သွားရမှာပဲအဖေ။အပြန်လက်ဆောင်ရင်လို့တော့ဘာမှထပ်မတည်သွားချင်တော့ပါဘူးအဖေရ။ဒီဘဝဒီမျှတာပေါ့။စောတီဦး။ယခုဆက်လက်ပြီးဖက်ပြပေးမှာက စော်ထီဦးရေးထားတဲ့ဖြည်းဖြည်းချင်းရွှေ့ကြတာပေါ့မိတ်ဆွေတငယ်ချင်းတွေဆို တောင်းထားဖို့အမြဲပြောပြတဲ့လေကြီးလေကျယ်ရှင်ကျန်းနေအောင်ရှင်တန်ကြမယ်ဆိုတာကလည်းပါသေးတာကိုယ်စိတ်ကိုကြားကန်နေကြရတဲ့အချိန်တွေမှာကျုပ်တို့လိုငွေနောက်လိုက်နေရတဲ့လူတွေအတွက်ကတော့ငွေဆိုတာထက်ပိုပြီးဘာမှရလာနိုင်စရာမှ မရှိတာပဲလေအချိန်တွေကိုအကျွေစီတချို့နဲ့လဲပြီးရတော့ ရလိုက်ပါရဲ့အဲ့ဒီအချိန်တွေကိုကြုတ်ပြန်လဲခြင်းလို့ဒင်းငါးပြားတွေပြီးပါမယ်ဆိုရင်တောင်ပြန်ရနိုင်တော့မှမှမဟုတ်ဘဲဒီတခုလိုခြင်းရင်တခုပေးရမယ်ဆိုတာက ခုမှ ခစ်စားနေတဲ့စကားမှမဟုတ်ဘဲမင်းကစံပေးငါကစားပေးမယ်ဆိုတာဟိုးရင်ကလေးကပါရှိရင်ဆိုစိတ်ဗီဇဆိုတဲ့အထက်မှလဲငါပေးလိုက်ရတယ်ဆိုတာပဲလူတွေကထဲ့အတွက်တတ်ကြတယ်လीအ ငါတော့ဘလောက်ရပြီးပါရောလားဆိုတာမိတတ်ကြတယ်။ဒါမှလည်းလူနဲ့တူတော့မပေါ့။အတ္တခက်ကြီးကြီးနဲ့ငါမှရှိတာပဲ။သူ့မှာတော့ဖြင့်မရှိဘူးဟေးဆိုပြီးခက်ထိတ်ထိတ်အရွယ်ကလေးကလည်းတိုက်လိုက်ချင်းကြသေးတယ်လေ။ကျုပ်ပြောဘူးပါတယ်။ကျုပ်တို့ဟာမရှိချင်းမှမာနထားကြသလိုရှိချင်းမှလည်းမာနထားတတ်ကြတယ်ဆိုတာ။မာနထောင်လွှာအထာမှားနေကြသေးပါပဲဆိုတာ မင်းပါကောင်လဲငါပါကောင်လဲဆိုတာကခဏပါမာမာနတွေရော့ကြမှဖြစ်မယ်စာနာမှုတစ်ခုတည်းလှုပ်ဖြစ်ရင်တော့လဲမစိုးပြန်ဘူးခမရှိတာလေးတွေထုတ်ကြွားကြမလားရှိတာလေးတွေဖွဲ့ထားကြမလားနာမည်ကတော့ဖွဲ့မရပါဘူးတနေ့ဘူးပေါ်တယ်လို့ပေါ်လာကြမှာပဲလေပုတ်လို့ပဲပေါ်ပေါ်ဟုတ်လို့ပဲကြော်ကြော်ကျုပ်တို့နာမည်တွေကဖိတ်စာနဲ့နာရင်းရက်တောင်လေးပေါ်မှာပဲတိတိကျကျ အသုံးဝင်ပြကြရတာပါမသေးခင်ချစ်ကြတေးမှငိုးနေအပူပဲတဲ့ကျုပ်တို့ဟာမေတ္တာအစစ်မှလည်းအားပါပါချစ်ကြသူတွေလည်းရှိသလိုဈေးတွေတွဲပြီးချစ်ကြသူတွေလည်းရှိခဲ့ကြတာပါပဲလေဘိုးအောင်တင်တို့ချစ်ပြစရာလူမဲထင်းနေကြတယ်နဲ့တူပါရဲ့ဒေါသပါတဲ့စကားတွေမှာ အချစ်ဆိုတာနှွေးနေပူတဲတဲကိုရေသွန်လိုက်သလိုပါပဲ။ အကုံပြောက်သွားတဲ့အရာထင်စရာရေပွက်ကလေးတစ်ခုပါယူသားစွာချစ်ကြပါလောဘကြီးမိရင်တော့ကိုလောဘနဲ့ကိုပဲကြံရစ်ခဲ့ကြမှာပဲလေတချို့လည်းပြောရင်ပရင်ကမတက်သေးဘူးရွှေခိုးဖို့ကသင်းနေပြီတဲ့ကျုပ်တို့တွေခက်လိုက်ကြတာအရေးကြီးတာတွေမေ့ထားပြီးအရေးမကြီးတာတွေအတွက်နဲ့အချင်းတွေကုန်နေလိုက်ကြတာပြောပါတယ်ဆရာအာခန့်တို့အာကောင်လှန်ဆူးဆိုသလိုပေါ့အာမချောင်ပါနဲ့ နဲ့နဲ့ပြောပြီးများများချစ်ပြမှဖြစ်ကြတော့မာတွေကရှိသေးတယ်မို့လားမေတ္တာစူးစူးကြတယ်ကြားဘူးပါရဲ့အဲ့ဒီစူးကနှုတ်ရခက်တယ်လို့အမြင့်တွေစီတယ်ပြောကြတာပဲနာကျင်မှုကိုဥပ္ပခါပြူပြီးအဲ့ဒီစူးကိုပန်းပွင့်စီအောင်ပဲမေတ္တာထပ်ထားပြတော်တယ်နောက်ဆုံးမိကူးနဲ့ပြာဖြစ်မဲ့လူအချင်းချင်းချစ်ကြမုန်းကြမနာလိုကြဂုံချင်းပြိုင်ကြ ရံဖြစ်ကြပျော်ကြငိုကြအများကြီးလည်းမစင်စားမိတော့ပါဘူးခြံထားစရာတွေမှ အများကြီးမရှိတာကြံနာလေးတွေနဲ့ပဲဖြည်းဖြည်းချင်းရွေကြတာပေါ့ယခုဆက်ပြီးဖတ်ပြပြီးမှာကဆရာမင်းလူရေးသားထားသောအငှားဘောပင်ဆိုတဲ့အခွင့်ထုတို့လေးဖြစ်ပါတယ်ရှင်။စာရေးနေချင်းအိမ်အောက်ကနေကျွန်တော်နာမည်ကိုတကြောကြောခေါ်နေတဲ့ကြားရသဖြင့်ပရင်းပေါက်မှထွက်ကြည့်လိုက်တော့ နန်းကျင်ကိုတွေ့လိုက်ရသည်သူကဘာလုပ်နေတာလဲကွာမေးသည်ကျွန်တော်ကစာရေးနေတာဩအေးအေးရေးလေကွာပြီးမှဆင့်လာခဲ့ငါလက်ဖက်ရည်ဆိုင်ကစောင့်နေမယ်ကဲဒီကောင်လုပ်ပုံကြည့်အောင်သူ့မျက်နှာကြီးမြင်ပြီးမှတော့ဘလို့လို့စားဆက်ရေးလို့ရတော့မှလဲထို့ကြောင့်သူရှိရာလက်ဖက်ရည်ဆိုင်သို့ဆင့်လာခဲ့ရ၏စာရေးနေတာဆိုဘာဖြစ်လို့ချက်ချင်းဆင့်လာရတာလဲရပါတယ်ကွာငါစောင့်မှာပါ သူကအစီပြောသဖြင့်စာရေးတယ်ဆိုတာစိတ်ဖြောင်ဖြောင်ရေးမှဖြစ်တာကွမင်းကပြီးရင်စင်းငယ်စောင့်နေမယ်ဆိုတော့ဘယ်ရည်လို့ရတော့မလဲစာရေးတာကွအိမ်သာတက်တာမဟုတ်ဘူးသူကရေပြီးကဲပါကွာမင်းငါနဲ့တွေ့တာအလဟတ်တမဖြစ်စေရပါဘူးစာရေးလို့ကောင်းတဲ့အကြောင်းကလေးတွေပြောပြပါမယ် BCD ကားတွေမပြောနဲ့နော်သူကဗီဒီယိုကြည့်တာအလွန်ဝါသနာပါသူဖြစ်၏ ူကြည်ဘူးသမျှနိုင်ငံခြားကားတွေအကြောင်းကိုလည်းလုံးစီပတ်စီပြန်ပြောတတ်သည်ထို့ကြောင့်ကျွန်တော်ကဟန့်လိုက်ခြင်းဖြစ်၏အေးပါဗီဒီယိုအကြောင်းမဟုတ်ပါဘူးငါကားမောင်းရင်ကြုံတဲ့ကိစ္စပြောမလို့ပါဒါကယူနေပါပြီကွာတော့ကိုကားထဲမှာထားခဲ့ပြီးလောချာမိတာတို့ပတ်စံအိတ်ခါကြထိုးထားတာကိုမေ့ပြီးခရီးတွေကိုတခိုးဆူဆွဲပြီးမှပြန်တောင်းမှန်ရတာတို့ဒါတွေမမဟုတ်လားမဟုတ်ပါဘူးကွာအခုဟာကတမျိုးပါ သူ့မှာတက္ကစီတကားတက္ကစီကားတစ်စီးရှိ၏သူကိုယ်တိုင်မောင်းလေရှိပြီးတခါတလေသူနှက်နားရှင်တဲ့အခါကျနေတခြားဒရိုင်ဘာတစ်ယောက်ကိုအငှားချပြီးအုံနာကယူတတ်သည် သူကလူလဲကြသောခရီးသည်တစ်ယောက်အကြောင်းပြောပြသည်အဲ့လူကြီးကငါတို့ဂိတ်ထိုးတဲ့နေရာကိုလာပြီးကားငှားတတ်တယ်သူ့အလုပ်ကငွေရိုးချီးတာတို့အပေါင်းခန္ဓာတို့ပေါ့ကွာသူကကားငှားရင်အင်မတန်ဈေးစစ်တတ်တယ်ကွာကက်လဲကက်တတ်တယ် တခါတည်းနှစ်ဆယ်အစိတ်လောက်တောင် ကုတ်ကတ်စစ်တက်တာဒါကြောင့်သူလာငှားရင်တခြားသူတွေကမလိုက်ချင်ကြဘူးနန်းကျင်ကတော့တရက်ွက်တဲ့နေသူဖြစ်နေသဖြင့်မျက်နာနာပြီးလိုက်ရလိမ့်ရှိတရက်မှာဒီလူကြီးရောက်လာပြီးမင်္ဂလာဆေးကိုသွားချင်တယ်ဘလောက်လဲဟုမေးသည်နန်းကျင်ကပုံမှန်တောင်းနေကြအတိုင်းပင်တထောင်တောင်းတော့ဟာမြားလိုက်တာအဲ့ဒီလိုလို့ကွာအသွားအပြန်ငှားရင်ဘလောက်ပေးရမလဲအသွားအပြန်ဆိုရင်တော့1800ပဲပေးပါ ဟာကွာ1500ပဲထားပါနိုင်ကျင်က1600တောင်းကြည့်သေးသည်ငါကအကျွေးသွားတောင်းမှာကွာရမယ်မရဘူးမသေးကြသေးဘူးမရရင်ကားကရှုံးအောင်မှာသူမရှုံးအောင်နိုင်ကျင်ကပဲလျှော့ပေးစီလို့ဒီသဘောနိုင်ကျင်လည်းကိုကကိုမောင်းသူဆိုတော့ဈေးဥပေါက်လိုက်သွားတာပိုကောင်းပါလေရသလောက်ပေါ့ဟုတွေ့ပြီးလက်ခံလိုက်သည်ခုမှတတိယရတယ်ငါကတခြားကိစ္စတခုရှိသေးတယ်ကြာမယ်ထင်နေကွာ ဒါကြောင့်ငါပြန်မလိုက်တော့ဘူးဟုပြောပြီးကားက950ပြေးပြီးဆင်းသွား၏သူ့လုပ်ပေါက်ကိုကြည်အောင်ကွာအသွားအပြန်စီးမယ်ဆိုလို့ငါက1500ထဲနဲ့လိုက်ရတာဟိုရောက်မှပြန်မလိုက်တော့ဘူးဆိုပြီးကားကကိုတချမ်းအတွင်နှစ်နဲ့စားပြီး950ပဲပေးသွားတယ်တက်တက်လူလဲကြတာကွာမင်းခံလိုက်ရတာပေါ့ကောင်းနေကောင်းနေကိုကားကိုမောင်းနေရတာနဲ့အုံနာကကနှင့်နေအောင်ပေးရသေးတာဘာညာနဲ့ပက်ချက်နှက်ချက်လုတ်တက်တဲ့ကောင်ထိပြီးမဟုတ်လား ဒီလောက်နဲ့မပြီးသေးဘူးကွနန်းကျင်လည်းမင်္ဂလာဆေးရောက်နေမှာတော့မထူးဘူးအော်ဒါလေးဗာလေးရလို့ရညာဆိုပြီးဈေးရှိမှကားရက်စောင့်နေလိုက်သည်ခရီးတွေကပါးနေတဲ့အပြင်တခြားကားတွေလည်းရှိနေသဖြင့်နိုင်ဝက်လောက်ကြားတဲ့အထိလူမယားပဲဖြစ်နေ၏ဒါနဲ့ငါလည်းပြင်းလာတော့ဂိတ်ကိုပဲပြန်တော့မယ်လမ်းမှာလူရလည်းတင်းမယ်ဆိုပြီးကားပြန်အထွက်မှာဟိုလူကြီးဈေးတဲကတုတ်သီးတုတ်ပြားထွက်လာပြီးလှန့်တာတယ်ကွမင်းဘယ်သွားမှလဲမီးတော့ ငါကလည်းဂိတ်ကိုပြန်မယ်ပြောတာပေါ့အတော်ပဲကွာငါလည်းပြန်လိုက်မယ်ပြောပြီးကောက်ပေါ်တက်လိုက်တယ်ဂိတ်ကိုလည်းပြန်ရောက်ကောပုပ်ကိုကြီးကကြီးစုပဲကွာဆိုပြီးကောက်ပေါ်ကဆင်းမယ်အလုံးမှာငါကဥနေအပြန်အတွက်ကားကပေးအောင်နေလို့တတိပြီးတော့ဘာပြောလဲမှတ်တယ်လေမင်းကိတ်ကိုပြန်မယ်ဆိုလို့ငါကလမ်းကြုံလိုက်တာရပဲကွာတဲ့မင်းကားကိုငှစီတာမှမဟုတ်ပဲလို့ပြောပြီးတပြားမှမပေးပဲလစ်သွားရောဟေးရှေးရသားပဲ အဲအဲ့ဒါပြော့ပြချင်းတို့မင်းစီဝင်လာတာသွားအောင်မယ်ကွာပြန်ပဲသွားမှလဲဟာအိမ်ပြန်ပြီးခဏနားအောင်မယ်ဘာလဲမင်းကကောလမ်းညုံလိုက်ချင်းတို့လားလိုက်ခဲ့လေကွာအိမ်မှာအခွေကောင်းကောင်းရှိတယ်ကွာကြည့်မလားမကြည့်နိုင်သေးပါဘူးကွာမနဲ့ပြန်မနဲ့ဂျားနဲ့တဆောင်းအတွက်စာမှုပေးစရာရှိတယ်ရေးလို့ရတဲ့လောက်ရေးကြည့်လိုက်အောင်မယ်မင်းကလည်းကွာနားနားနေနေအခွေလေးပါနေကြည့်ဖို့တော့အချိန်မပေးနိုင်ဘူးလားဟာငါကမင်းတို့နေလို့မရဘူးနေ မင်းကအနားယူခြင်းလို့ရှိရင်မင်းကကိုသူမြပေးမောင်းပြီးအုံနာကယူလို့ရသေးတယ်။ငါတို့စာရေးဆရာတွေဆိုတာကကို့ဘော်ပင်ကိုသူမြကိုငှားစားလို့မရတာမဟုတ်ဘူး။ကိုယ်တိုင်ရေးမှရတာ။သူကကောင်းတငိမ့်ငိမ့်နားထောင်နေရမှာကျွန်တော်ကိုပြုံးစီစီလုပ်ရကြည့်လိုက်ပြီးအိမ်ကမိမလို့ပေါ့ကွာ။နော်။ဟုပြောပြီးစိုင်းထဲကပြေးထွက်သွားသည်။ကျွန်တော်လှန့်ဆဲဖို့တောင်းအချိန်မရလိုက်။မင်းလူရွှေမြင်သာကြားနေ။ 2022ရက်10လ2022ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မဖတ်ပြပေးခဲ့တော့ဝိထုတိုလ်လေးတွေကိုစူပေါင်းပြီးနားထောင်အားပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။ကျမနဲ့အတူအဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့ကြတဲ့စာပေချစ်မြတ်နုသူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစီရှင်ကျမတို့ရဲ့ channel မျိုးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော် ကျမကနှင်းစီပါရှင်